အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။မနောဓာရိကစိတ်69ပါရှိပါ။အဲ့တော့မနောဓာရဝိသီ နောရမအာယုံထင်လာမယ်တဝင်လေးရနှစ်ကြိမ်တလှုပ်သွားမယ်ပြက်ဆဲသွားမယ်ပြီးမနောရဝဇန်ဆင်းခြင်းပဲဇောခုနှစ်ကြိမ်ကြာမယ်တရားနှစ်ကြိမ်ကြာမယ်အဲ့တော့အဲ့ဒီထဲမှာဖြစ်နိုင်တဲ့စိတ်တွေကမနောရဒေါရသင်္ခါပြန်ကြည့်လိုက်မယ်ဆိုရင်မနောရမှာဖြစ်နိုင်တာ69ပါးမနောရဝဇန်အဝဇန်နဲ့ဆင်းခြင်းလိုက်တဲ့ဇောက55ပါးလုံးဖြစ်နိုင်တယ်ဒီမှာပြီးတရားရုံ17ပါးပေါင်းလိုက်တော့69ပါး ဇွန်ကစားပါပါလဲဆိုရင်ကာမဇော29အပ္ပနာဇော26အဲ့ဒါတွေကဖြစ်နိုင်တယ်ဒါဆိုဒီမှာမနောဒရမှာဇန်ဇောတွေမဇောဖို့ဇောတွေရောကာမဇောတွေရောအကုန်လုံးဖြစ်နိုင်နေတယ်သူမူရင်းကျမ်းထဲမှာတော့မနောဒရတွေကစိတ်တွေအားတဲ့သဗ္ဗိတံဘိအောင်၆ပါးလုံးအောင်ပြုနိုင်တယ်အဲ့အောင်၆ပါးမှာလည်းပြစ္ဆုတ်ပံရောအတိတ်ရောအနာဂတ်ရောကာလ၃ပါးလုံးရှိတဲ့အာယုံရောကာလဝိမုတ်တဲ့ကာလဝိမုတ်ဖြစ်တဲ့အာယုံတွေရောတထာတန်ထိုက်တဲ့လို့တဲ့အာယုံပြုနိုင်တယ် အမနောရိကဝိတိစိတ်တွေကအစွားရှိတယ်။အစင်းတွေအတန်တွေအနံ့တွေအရာတာတွေအတွေ့အထိတွေဓမ္မယုံနေနော်။အာယုံ6ပါးရူပအောင်တတ်တာယုံ၊ခန္ဓာယုံ၊ရာသအောင်ဖောဒဘအောင်ဓမ္မယုံ။အဲ့အာယုံ6ပါးကိုထိုက်တဲ့ဆိုအာယုံပြုနိုင်တယ်။နောက်တစ်ခါဇန်ကြသွားတယ်။ဇန်ရတဲ့ပုဂ္ဂိုလ်တွေဇာနာဝိတိမတ်ရသွားတယ်။မကဝိတိမတ်ကြတဲ့ပုဂ္ဂိုလ်မကဝိတိ။ဖရသမဘက်ဝင်စားတဲ့ဖရသမဘက်တိဝိတိ၊နိရောဓသမဘက်ဝင်စားတဲ့နိရောဓသမဘက်ဝိတိ၊အဘိညာဝိတိ၊ကျန်းရှင်ကိုယ်တော်များကြည့်တဲ့သေမြူတာညာနာဝိတိတို့ကြီးကလည်းမနောဒရဝိတိတွေပဲ။အဲ့တော့မနောဒရဝိတိစိတ်ဟာ အရိနာကပြစ္ဆုတ်ပံသင်ကာလဝိမောအာယုံအာယုံဟူသမျှကိုအာယုံယူနိုင်စွမ်းရှိတယ်ထိုက်တင်တယ်လို့အာယုံယူနိုင်တယ်ကဲကောင်းပြီဒါကတော့မနောဒ္ဒရိကစိတ်အဲထိုင်းဆိုအာယုံယူနိုင်တယ်ဆိုတဲ့အခါကျတော့ဒီမှာတိတိကျအောင်ဆိုနော်ဒါမနောဒ္ဒရိကစိတ်69ပါကာလသုံးပါရှိတဲ့အာယုံလည်းအာယုံယူနိုင်တယ်ပြစ္ဆုတ်ပံအတိတ်အနာကကာလသုံးပါရှိတဲ့ပြင်စာယုံကလည်းအာယုံယူနိုင်တယ်ပြင်စာယုံဆိုတာတော့ခုနကအရာကောက်ထားတဲ့ကောစရာယုံ9ပါအစင်းတွေအတန်တွေအနံ့တွေအရာတာတွေတွေ့ရှိစီရာ အဲ့ဒီဇာမှာတော့ဆွမ်းနာကပထမမှာကောက်ခဲ့တဲ့ဟာပေါ့လေဒီဥစ္စာပေါ့ဒုတိယဇာတော့ပထဝီဒေသောဝါယော၃ခုပေါ့အားလုံးပေါင်းလိုက်ရတယ်မှာ9ခုအဲ့9ခုကို cos cos ရာ9ပါအဲ့9ကပါးကိုလည်းမနှောတော်ဒီကစိတ်ကအာယုံယူနိုင်ပါတယ်ဘလို့အာယုံယူလာလဲဥမာဖြားဆိုပြီးတော့ဒီမှာအဆင်းလေးတခုလာတိုက်တယ်ဒီကစကုပ္ပတာရာကိုလာတိုက်တာပေါ့နော်မျက်စိကို ဒါတော့တော့မြင်ပြီဘတ်ဆိုပြီးတော့မြင်သွားတယ်အဲ့တော့ပြစ္ဆုတ်ပံပြစ္ဆုတ်ပံအစင်းလေးကိုမြင်သွားတယ်ပြီးတော့အဲ့ဒီမြင်စိတ်ကလေးကတဘာဆိုတာမသိဘူးသူအစင်းအောင်ပဲသိတယ်ဒီတွယ်လုံးမှအစင်းအောင်ပဲသိတယ်တော်တော်လက်ရှိလူတွေကတော့ကြည့်လိုက်တာနဲ့ဒါလူအမြင်တာနဲ့ဟာဘာမောင်မောင်ပဲလှလှပဲဒါသာဆိုင်ကယ်ပဲဒါမော်တော်ကားပဲဆိုလိုမျိုးသိတယ်နာမည်တွေပါတက်ပြီးတော့သိပါတယ်အဲ့လိုသိပြီဆိုရင်နောက်ထပ်မနောဓာရီကဝိသီတွေဆက်ဖြစ်ပါတယ်ဒီလိုဟာတွေဆက်ဖြစ်တယ် အဲ့မနောဓာရီကဝိထီတွေကဆုံးနာတော့အဆင်းတွေအတန်တွေခုနကတော့အဆင်းတာတိုက်တယ်ဆိုအဆင်းအပြင်အာယုံပြုတယ်အဲ့လိုမျိုးတွေအတွဲလိုက်တယ်ဒီမှာတမဆက်ဖြစ်တယ်ဒါလေးကဒီပုံလေးကဘလိုပုံလေးလဲပဲဒီပုံလေးရဲ့နာမည်ဘလိုခေါ်လဲဗမာလူမျိုးစုံဗမာနာမည်နဲ့တက်သိမယ်အင်္ဂလိပ်လူမျိုးစုံအင်္ဂလိပ်နာမည်နဲ့တက်သိမယ်ဒါမနောဓာရီဝိထီတွေကြီးပဲတမဆက်ဖြစ်မယ်အဲ့ပုံစံမျိုးစုံရင်အဆင်းရောအာယုံပြုသွားတယ်အဲ့ဒါကြတော့အဆင်းရခုနကတော့ရှိတာဖြစ်သွားတဲ့အဆင်းဆိုရင်အဲအတိတ်အတ္တအတိတ်ဖြစ်တဲ့အဆင်းရောအာယုံပြုသွားမှာပေါ့အတန်ဆိုလဲအဲ့တိုင်းပါပဲဒါပေမဲ့အတန်ကြားတယ် နားမအတန်တိုက်တော့အတန်ကြားတယ်သောတာဒွာရဝိတိသူကတော့ပြစ္ဆုတ်ပံအတန်ဒါပေမဲ့ဒီတန်လေးကဘာပဲညာပဲဘက်ကနေအတန်အာယုံပြုတ်ပြီးတော့မှခဏမနောဒွာရဝိတိဆက်ဖြစ်ပါတယ်အဲ့ခါကျမှဒါဟာဩဒါဆိုင်ကေတန်အာဒါဟာအိမ်မြောင်ဆုတ်ထိုးတဲ့အတန်အဲ့လိုမျိုးဒီမနောဒွာရဝိတိကျမှဒါတွေကသိတယ်ဒါဆိုရင်အဲ့ဒီခါကျတော့သူကဘာအာယုံပြုတ်သွားလဲဆိုတော့အတိတ်ဖြစ်တဲ့အတန်အာယုံပြုတ်သွားမယ်နော်ပြဆိုင်မထဲမှာအတန်လည်းပါပါတယ်ဒီအစင်အတန်အနံအရသာတိတိစရာဖြစ်တဲ့ပထဝီဒေသောဝါယော ဒါဆိုရင်မနှောရီကစိတ်ဟာပြစ္ဆုတ်ပံရောလဲအာရုံပြုနိုင်တယ်အတိတ်ရောအနာဂတ်ဒါရောလဲအာရုံပြုနိုင်တယ်ကာလသုံးပါးလုံးမှာရှိတဲ့ပြင်စာရောအာရုံပြုနိုင်တယ်နောက်ထပ်ဓမ္မရောနောက်ထပ်ဓမ္မရောရဲ့အရာကောက်တယ်ဓမ္မရောမှာဘာပါသွားလဲဆိုကာလသုံးပါးရှိတာလည်းပါတယ်ကာလဝိမုတ်ရှိတာလည်းပါတယ်တော့ပထမပိုင်းကလေးကအရာကောက်ပြခဲ့ပြီကာလသုံးပါးရှိနေတဲ့စိတ်တွေစေတသိက်တွေရုပ်တွေဒါကာလသုံးပါးရှိတယ်စိတ်69ပါးစိတ်59ပါးပဒါရယောဒုက္ခမယော ဲ့ဒါလေးလေဒီမနောဓာတ်တွေကဝီထီနဲ့သိနိုင်တယ်မနောဓာတ်တွေကစိတ်ကနေသိနိုင်တယ်နော်ဒီဇောမှာကမ္ဘာဇော29ပါရှိသလိုအပနာဇောလည်းပါနေတယ်မောင်းလိုက်ဒီမှာဇော55ပါလုံးရနိုင်တယ်နော်ဒီမှာဇော55ပါလုံးဖြစ်နေနိုင်တယ်အတွက်ကောင်းဝိပဿနာတွေပါတယ်ရှိတယ်ဒါမနောဓာတ်တွေကစိတ်နေပဲရှိတာဒါဆိုစိတ်ကိုနောက်ရှေ့စိတ်ကိုနောက်စိတ်နဲ့ပြန်ကြည့်တယ်ဆိုရှေ့စိတ်ကိုအာရုံပြုသွားမယ် ။ဟာတခါဝိပဿနာတွေပါတယ်ရှုလာတယ်အရှိရာစေတသိက်လေးတွေကိုတွေ့တယ်။အော်ဒါလေးတွေကဝေဒနာလေးပဲဟဲ့။ဒါလေးကလောဘလေးပဲဟဲ့။ဒီလိုမျိုးလန်းလန်းသိနေတယ်ဆိုရင်လဲတဲ့ဒါမနောဓာတ်ကစိတ်ကပဲသိတာပါပဲ။စိတ်စိတ်ကိုသိမယ်။ဒါကြောင့်ရုပ်ကိုသိမယ်ပရမတ်ဖြစ်တဲ့ရုပ်တွေကိုသိမယ်။ဒီလိုဆိုရင်ဒါမနောဓာတ်ကစိတ်နဲ့ပဲသိနိုင်တာပါပဲ။အဲ့ဒါပညာတွေကိုသိတယ်။နော်ပညာတွေကိုသိတယ်။အာတတဝါတွေကျမ်းမာပါစေချမ်းသာပါစေဒါဆိုပြပညာပါပဲပုဂ္ဂိုလ်တတဝါတွေအာယုံပြုပြီးပညာတွေရပြီဒါမှမဟုတ်လို့နေလဲတမထတွေပါတယ်အာထုတ်တယ်ပထဝီကတန်းတွေတေသောအဲ့လိုမျိုး အရှိရနေကတိုင်းဝန်းတွေအာယုံပြုတ်ပြီးတော့မှကတိုင်းဝန်းလောက်ထားတယ်ကတိုင်းဝန်းလေးအာယုံပြုတ်နေမှာဒါသူပြင်းချက်တွေအာယုံပြုတ်ထားမျိုးလည်းဖြစ်နိုင်တယ်အတုဘဆိုလည်းအတုဘပြင်းချက်တွေအာယုံပြုတ်ရောလည်းဖြစ်နိုင်တယ်အဲ့ဒါမနောဓာတွေကစိတ်တွေပဲဇန်တွေဘာတွေရသွားနေတယ်မှာဇန်စောတွေစောပါလိမ့်မယ်နော်ဒီစောမှာအပနာစောတွေမှာဇန်စောတွေရလာပါလိမ့်မယ်အဲ့ဒါမညာဖုန်ညာနေရပြီမညာနေဖုန်ညာနေရပြီဒါကနိဗ္ဗာန်အာယုံပြုတ်နိုင်တယ်အဲ့ဒါသူလို့စင်တာဒါမနောဓာတွေကစိတ်ပဲမကဝီတီမဖို့ရမယ်အဲ့ဒါကာလဝိမုတ်အာယုံလည်းအာယုံပြုတ်နိုင်တယ် ဒါဆိုဒါမနောဒါရီကစိတ်69ပါဟာအားလုံးအာရုံပြုနိုင်တယ်လော်လော်ပြောရင်အာရုံ6ပါလုံးအာရုံပြုနိုင်တယ်နော်မနောဒါရီကစိတ်သည်အာရုံ6ပါလုံးအာရုံပြုနိုင်ပါတယ်အာရုံ6ပါခွဲလိုက်မယ်ကာလသုံးပါရှိတဲ့အာရုံဒီကာလိကဖြစ်တော့ရူပါယုံတတ်တယုံကန္တယုံရတ္တံဖောရပံစတဲ့အာယုံ၅ပါးပြီးရင်ဒီကာလိကကာလသုံးပါးလည်းရှိတယ်ကာလဝိမုတ်လည်းဖြစ်တဲ့ဓမ္မာယုံအဲ့ဒါကိုလည်းအာယုံပြုနိုင်တယ်အဲ့ဒါတော့ အာယုံအာရမဏိကဆက်ဆက်ပုံပြခဲ့ပြီးပါပြီအာယုံက6ပါသူတို့သိနိုင်တဲ့စိတ်အမျိုးအစားအာရမဏိကဒွါရီဒွါရနဲ့ဆိုင်ပြီးတော့ဒွါရနဲ့ဝေဖန်ပြခဲ့ပြီးပါပြီအားလုံးတို့ကရမအပေါင်းယောဂီပေါင်းတို့ဒီကိုစိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတရားမြတ်မြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ